မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိအောင်နိုင်ငံတော်အစိုးရတက်မတော်နဲ့လက်နက်ကင်အဖွဲ့အစည်းတွေကြားဘလို့နိုင်ငံရေးနည်းလမ်းနဲ့ဆောင်ရွက်တင်တယ်လဲဆိုတဲ့ပေါ်စေရင်နဲ့နိုင်ငံရေးအကဲကက်တွေကမေးခွန်းထုတ်လျက်ရှိနေပါတယ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်အခြေခံလိုအပ်ချက်များစွာရှိနေတဲ့အတွက်ငြိမ်းချမ်းရေးရရှိရင်တိုင်းတာစည်းလုံးညီညွတ်ရေးကအရေးကြီးကြောင်းငြိမ်းချမ်းရေးရရှိဖို့အတွက်နိုင်ငံရေးနည်းလမ်းနဲ့ဆောင်ရွက်ဖို့လိုအပ်တယ်လို့ NPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြီကပြောကြားထားပါတယ်ငြိမ်းချမ်းရေးဆောင်ရွက်ရမှာပဏိပခရဲ့အခြေခံအကြောင်းတရားတွေဖြစ်တဲ့နိုင်ငံရေးခံယူချက်တွေတမိုင်းနောက်ခံအဖြစ်ပြက်တွေ ဝါဒရေးရာအငင်းပွားမှုတွေထိတ်မစင်းစားသေးရင်ငြိမ်းချမ်းရေးဖြစ်စဉ်အလုံးဖြစ်နိုင်ဘူးလို့အစိုးရနဲ့နိုင်ငံရေးအကြီးအကဲတွေကထောက်ပြကြပါရတယ်။နိုင်ငံရေးနည်းလမ်းဆိုတာကငြိမ်းချမ်းရေးရရှိရေးအတွက်ပြည်တွင်းအုပ်ချုပ်ရေးကိုပိုပြီးကောင်းမွန်အောင်လှုပ်ဆောင်ပြီးပြည်သူလူထောက်ခံမှုရအောင်စ조사ဖို့လိုတယ်လို့နိုင်ငံရေးလေးလာတုံသက်သူဒေါက်တာအောင်မျိုးကစီနံသတင်းဌာနကိုပြောပါတယ်။နိုင်ငံရေးနည်းလမ်းဆိုတာတရားနဲ့ပြောကျွန်တော်တို့ကဟုတ်ပါတော့ဇဘောပိုင်းမှာဆွေးနွေးပြီးတော့ကျွန်တော်အတိတ်ရုံတက်ပြီးနော်အခုဘာလို့ဒီလိုလဲအခုဆွေးနွေးချင်ရလားကိုယ်ကဆိုလဲသူတို့ကလာသူတို့ data ကသူတို့ဘူးကိုဆိုတာက နာဘာလို့လဲဆိုတော့ဘုရားကခုထားတဲ့သဘောတဲ့ဒီတမန်ကဖြစ်ရှိသွားပြီဒါတို့ဒါကျင့်တတ်ပါဒီတစ်ခါနဲ့အခုဆက်ပြီးတော့ဒီလောက်လာနေဆိုတော့ဒီနေ့ကြလို့ရှိနေဒီဒီလူတွေရဲ့ဆက်တဲ့ဒီလူတွေကဒီစိတ်ရှိပါတယ်မင်းတို့ဆော့ကမ်းပါဘူးနော်ဒီလိုပြောဘူးဒီကနေ့တော့သူကောင်းကြတဲ့အောင်လုပ်ပြီးတော့ဒီကဒီလူထောက်ခံမှုရအောင်ဆိုမျိုးကလို့လဲရမှာနော်ဒါကမကြင်ရရမှာလေ နောက်ပေါ်လာမယ့်အစိုးရကမကြတော့ဘူးလေဟုတ်လားဒီမိုကရေစီကပေါ်လာလို့ရှိရင်ဒီအခြေအနေကိုလည်းရတယ်နော်ငင်းကြိုင်းလုပ်ငန်းစဉ်တွေကိုလှုံ့ဆော်ကြတဲ့နေရာမှာအယူအဆအမျိုးမျိုးအသွေးခေါ်အမျိုးမျိုးကျိုးပတ်ဆောင်ရွက်မှုတွေအမျိုးမျိုးရှိရလို့နိုင်ငံရေးလေးလာစောက်ကြည့်သူတွေကလည်းထောက်ပြကြပါဗျ။ငင်းကြိုင်းရရှိဖို့အတွက်နိုင်ငံတော်အစိုးရနဲ့လက်နက်ကိုင်အဖွဲ့အစည်းတို့ကစွန့်နှိမ့်ညှိနှိုင်းမှုတွေကိုကြိမ်ဖန်များစွာလုပ်တင်ကြ။အဲ့ဒီလိုတစ်ဖက်နဲ့တစ်ဖက်ပေါင်းစပ်ညှိနှိုင်းမှုတွေလှုံ့ဆော်ရင်းမှာငင်းကြိုင်းဖြစ်ပေါ်လာမှာဖြစ်တယ်လို့ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ ပြောရေးဆောင်ခွင့်ရှိသူဦးဒိန်ထုံးကစီနံသတင်းဌာနကိုပြောပါရယ်ကျွန်တော်တို့ဟိုပါတော့တွေးဆောင်ဆွေးနွေးမှုတွေဆောင်ရွက်မယ်ဒါနိုင်ငံတော်လည်းပဲအခုဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေရှိတယ်ပေါ့နော်အဲ့လိုတွေးဆောင်ဆွေးနွေးမှုတွေမှာအဲတစ်ဖက်ကလည်းပဲချိန်နိုင်ကြီးကိုတဲဟိုပါတော့နော်ဟိုပြောမယ်တစ်ဖက်ကလည်းပဲလိုက်လျောနိုင်များလိုက်လျောမယ်ဆိုတဲ့ညီအောင်ဆက်ညီနိုင်ဆောင်ရွက်မှုမျိုးတွေကိုဒါချိန်မှန်များစွာလုပ်ရင်းလုပ်ရင်းရနေပြီးတော့ဒီငိမ့်ညာရေးကျွန်တော်တို့စီကိုရောက်သွားမယ်အဲ့လိုရောက်သွားတဲ့အခါမှာလည်းပဲ အဲဒီလိုအခြေအနေမျိုးတွေဆင်ပြေလာပြီဆိုလို့ရှိရင်အဲ့ဒီအဖွဲ့အစည်းတွေကနေပြီးတော့ပေါ့နော်ကျွန်တော်လက်နက်ကင်ဖွဲ့စည်းတွေကနေပြီးတော့ငင်းငင်းရယူပြီးတဲ့အခါမှာကျွန်တော်တို့နိုင်ငံတော်အားနေပြီးတော့ပြင်ပပြုလုပ်နေတဲ့ရွေးကောက်ပွဲတွေမှာပါဝင်ဆင်ပြိုင်ပြီးတော့၎င်းတို့ဒေသကနေပြီးတော့ကိုယ်စားလှယ်တွေပေါ်ထွန်းလာမယ်အဲ့ပေါ်ထွန်းလာတဲ့ကိုယ်စားလှယ်တွေကနေတစ်ဆင့်ကျွန်တော်တို့ပြည်သူ့ကျိုးတိုင်းပြည်ကိုဆောင်ရွက်သွားနိုင်နေတယ် ဆိုလိုတာကတော့ပေါင်းစပ်ညှိနှိုင်းမှုတွေလုံရင်းလုံရင်းကနေပြီးတော့ဒီငင်းဆိုင်ဆိုတာဖြစ်ပေါ်လာမှာဖြစ်ပါလေဗျာဟုတ်ကဲ့လက်ရှိမြန်မာနိုင်ငံမှာမြန်မာတပ်မတော်နဲ့လက်နက်ကင်အင်အားစုတွေကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးငင်းဆိုင်လုပ်ငန်းစဉ်တို့လည်းအကောင့်ထဲမခွန်နိုင်ပဲဖြစ်နေပါဗျာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်က1949ခုနှစ်ဇန်နဝါရီ4ရက်နေ့လွတ်လပ်ရေးရပြီးခဲ့တဲ့ကနေအခုချိန်ထိဖြစ်ပွားနေရဖြစ်ပါတယ်